မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အနေနဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒိတ်စီလေးလုံးတွင်နီ20နှစ်မျိုးကိုကျွန်တော်တို့မိတ်ဆွေများသိလာလို့ရအောင်တွင်နီနဲ့တော့အချင်းပြပေးသွားမှာဖြစ်ပါတယ်ဒိတ်စီ20အတိဖြစ်ပါတယ်ဗောနော်ပြီးကလေးတစ်ပတ်မှာတော့ကျွန်တော်တို့ဒိတ်စီဖောက်သွားခေတာဖြစ်ပါတယ်ဒိတ်စီ3လုံး6ခွန်ဒိတ်စီဖြစ်ပါတယ်ဗောနော်ပေါ်တော့ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တွင်နေ့အတိတ်ကိုနံပါတ်73နံပါတ်74 55ကနေစပြပေးထားမယ်ပေါ့နော်နံပါတ်3ကနေမပြတော့ဘူး ီရှိတုံများနေတုံးထိပ်စီနဲ့တလေးခွန်ရှိထိပ်စီရမှာပုံတူထိပ်စီအနေနဲ့ရှစ်တလုံးပုံတူတာဖြစ်ပါလေပေါ့နော်အဲ့ဒီပုံတူထိပ်စီရှစ်ထိပ်စီမှာဆိုရင်ရှားပြီးသွားတာက6လျှောက်ခွန်ဖြစ်ပါလေရှစ်ထိပ်စီရှစ်လျှောက်ခွန်ပေါ့နော်နောက်တော့ပြင်မှာတော့နေလေးလျှောက်ခွန်ထိပ်စီနဲ့9နဲ့5လျှောက်ထိပ်စီထဲကပုံတို့ထိပ်စီနှလုံးဖြစ်ပါတယ်။နေနဲ့6နဲ့ထိပ်စီရတယ်ပေါ့နော်။အဲ့ဒီနေ6ပုံတို့ထိပ်စီထဲက6ထိပ်6ထိပ်စီ6တုံများ6ဖြစ်ပါတယ်။ ားထပ်တဲ့ပြင်၄689 TC နဲ့တုံများ369 TC ဆိုပြီးရတယ်ပေါ့နော်အဲ့ဒီမှာတော့ပုံတူ TC 6တလုံးထဲပဲဖြစ်ပါတယ်6 TC 66နေဖြစ်ပါတယ်ခင်ဗျာနေလေး69နဲ့369တုံများ TC မှာဆိုရင်ပုံတူ TC 6တလုံးပဲပေါ့နော်6 TC 665ဖြစ်ပါတယ်အားခွန်ကိုတုံများထိစီနဲ့369တုံများထိစီရမှာပုံတို့ထိစီရနေနဲ့ကိုရတုံများရဖြစ်ပါလေ ကိုထိတ်စီကိုရှောင်းနဲ့ရှားပြီးတော့ခေတာဖြစ်ပါတယ်ခင်ဗျာနံပါတ်စဉ်၈မှာတော့၈တုံများ၄တုံထိတ်စီနဲ့တုံများ၃၆ထိတ်စီစုပြီးရတယ်ပေါ့နော်အဲ့ဒီပါတန်နည်းနဲ့ပြောရှင်းလို့ပေါ်သူဒီတုံများ၃ဖြစ်ပါတယ်တုံများတလုံးထိတ်စီတုံများလေးလေးဖြစ်ပါတယ်ခွန်ကိုတင်းနည်းနဲ့၆၉နေ၃ရံပါပုံတူထိတ်စီနှလုံးဖြစ်ပါတယ်၉နဲ့နေနဲ့ပေါ့နော်၉နေထဲကနေထိတ်စီနေနေတခြားပြေးသွားခေတာဖြစ်ပါတယ် ရှောက်ရှိတုံညာတိထိစီနဲ့အားရှိတိနဲ့ပါပုံတို့ထိစီရှိနဲ့တိနဲ့ဖြစ်ပါတယ်ရှိတိထဲကရှိထိစီရှိလေးတုံဖြစ်ပါတယ်ရှိတုံညာနှစ်တုံထိစီနဲ့နင်းအားရှိကိုထိစီရဲ့မပုံတို့ထိစီအနေနဲ့ရှိနှလုံးထဲပဲပေါ့နော် sorry ရှိရဲ့နေရဖြစ်ပါတယ်ရှိနှစ်ထဲကရှိထိစီခြေချောင်းတုံချပြီးတော့ခေတာဖြစ်ပါတယ်တုံညာနှစ်လေးကားနဲ့69နှစ်တုံးမှာပုံတို့ထိစီနှစ် ဖြစ်ပါတယ်နေ့တုံညာကိုရှာပေးသွားတယ်ပါနော်နေ့လေးရှောက်ခွန်နဲ့တလေးခွန်ချေရမှာပုံတို့ထိစီက၄ရက်ခွန်ရဖြစ်ပါတယ်အဲ့ဒီမှာတော့ခွန်ထိစီခွန်ခွန်ကိုရှာပေးသွားတာဖြစ်ပါတယ်၃၅8ထိစီနဲ့တလေးခွန်8ထိစီရမှာခွန်8ထိစီပါနော်ခွန်8ထိစီရတယ်ခွန်တလုံးထိစီခွန်တုံညာတုံညာဖြစ်ပါတယ်ခင်ဗျာ နံပါတ်25မှာတော့3356ရဲ့6923ထိပ်စီရမှာဆိုရင်တော့6ရဲ့3ရဲ့ထိပ်စီပုံတူပါတော့3ထိပ်စီ300ဖြစ်ပါတယ်။လေ689ထိပ်စီနဲ့81နဲ့ထိပ်စီရမှာဆိုရင်တော့ကျွန်တော်ပုံတူဒီ8ထိပ်စီရတယ်ပါတော့89လေးဆိုပြီးတော့8ထိပ်စီ20နဲ့မျိုးစုံချပြီးသွားတာဖြစ်ပါတယ်။ နောက်ထပ်တစ်ပြင်မှာတော့ကျွန်တော်တို့တနည်းအရာ9ရက်2ရက် sorry 95ထိပ်စီရမှာ5ထိပ်စီ5ချောင်းလုံးချပြီးသွားခဲ့တာဖြစ်ပါတယ်လေရှောင်းရှိကုနဲ့ရှောင်းကုနေတော့မှာဘုံလူထိတ်စီရှောင်းနဲ့ကုနဲ့ဖြစ်ပါတယ်။ရှောင်းထိတ်စီရှောင်းရှိခွန်ရှားပြီးသွားခဲ့တယ်ပေါ့နော်။ခွန်ကုတင်းနဲ့ထိတ်စီနဲ့ကုနဲ့၅၆ထိတ်စီရမှာကျွန်တော်ဘုံလူထိတ်စီက9ရက်2ရက်ဖြစ်ပါတယ်။အဲ့ဒီထဲက2ထိတ်စီ2ခွန်ဖြစ်ပါတယ်။ 3905ခုရှိဒိသိနဲ့6923ဒိသိရမှာပုံတူဒိသိရနေနဲ့3တလုံးပဲပေါ့နော်3ဒိသိ3ရှိရှိဆိုပြီးတော့20နံမျိုးစပေါ့ခြာပေးသွားခဲ့တာဖြစ်ပါတယ်โอเคဒါလေးကိုကျွန်တော်တို့မိတ်ဆွေများအထောက်အပံ့ကြအောင်ဒီနေ့လေးလာလို့ရအောင်ပေါ့နော်ပြင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်းရှောက်ခွန်ဟာနေဒီမှာတောင်းလျှောက်ပေးလာခဲ့တယ်ပေါ့နော်ဘိုးချောင်းနဲ့ ုံညာထိစီတုံညာလေးလေနေထိစီနေနေလေးရှစ်ထိစီရှစ်လေးတုံရှစ်ထိစီရှစ်ချောင်းတုံနေထိစီနေတုံညာကိုခွန်ခွန်ကိုခွန်တုံညာတုံညာတုံခွန်ခွန်ရှစ်ကိုလေးမာထိစီမာချောင်းတုံချောင်းထိစီချောင်းရှစ်ကိုနေထိစီနေနေကိုဒီမာတော့တုံထိစီတုံရှစ်ရှစ်ဆိုပြီးတော့အချိန်အားဖြင့်30ချိန်အထိရှားပြီးသွားခဲ့တယ်ပေါ့နော်ဒါနဲ့နံပါတ်၄ကိုအရင်ဆုံးလေ့လာကြအောင်။ဒါနဲ့နံပါတ်၄ကိုကျွန်တော်ဒီအစားကနေတော့ဒီပြင်ရှင်းမပြလို့ဘောနော်။ ဖိစီ20နံပါတ်2ကိုကျွန်တော်တို့ဒီ6ရှစ်ခွန်တဲ့ပင်ကနေနင်းနေခွန်ပြပင်ကို ရှင်းပြပြသမှာဖြစ်ပါတယ်ပေါ့နော်ဒီစာကနေတော့ဒီ20အတိုင်းပဲမရှိများပြန်ပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီ6ရှစ်ခွန်တဲ့ပင်ကနေနင်းနေခွန်ရတဲ့ပင်ကိုနေသိစီချပြီးတော့တဲ့ပင်ကိုနေလာကြည့်မယ်ပေါ့နော်တွေ့ရကတော့ဒီ63 28ဖြစ်ပါတယ်69နဲ့ထပ်ပေါင်းတော့15ဖြစ်ပါတယ် ရှင်းနဲ့9နဲ့ဓာတ်ပေါင်းရှင်း73ကိုသုံးပေးရမယ်ပေါ့နော်။ခုနှစ်နာကျင် ပေါင်းရှင်း74 6နဲ့ဒီ6နဲ့ပေါင်းရှင်း72ဒီတိတ္တနာကျင်ပေါင်းရှင်းကတည်းရှင်းနာကျင်ပေါင်းမယ်ပေါ့နော်16ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီအနောက်ဆုံးကနင်းနဲ့နင်းပေါင်းရှင်းသေးယူမယ်ပေါ့နော်။ဒီနင်းနဲ့ဒီနင်းနဲ့ပေါင်းရှင်းကလေးလေးကို6နဲ့ပေါင်းရှင်း30 3နဲ့၄ပေါင်းရှင်း9ရတဲ့အတွက်ကြောင့်မို့ရလာဒီ9ကိုနင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ ခွန်ကိုနေပေါင်းကိုကိုယ်အနေနဲ့ထပ်ပေါင်းတာဆက်တဲ့တိကောကြတော့တင်းနဲ့ပေါင်းတော့နေဖြစ်ပါတယ်ခွန်ကိုတင်းနဲ့ထိတ်စီတဲ့ကရှားပြီးသွားတာနေထိတ်စီပေါ့နော်နေနဲ့ခွန်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ခွန်ကိုတင်းနဲ့မှာနေနဲ့ခွန်စီပြီးတော့ဒီမှာရေးပြထားတယ်ပေါ့နော်29နဲ့9ချိန်မှာဖြစ်ပါတယ်ပြီးတော့30 3980ထိတ်စီရတာကိုတပ်ပြီးချင်းပြပြီးသွားမှာဖြစ်ပါတယ် နေ3လီက6ပေါ့နော်အဲ့ဒီမှာဆိုရင်6က3ချိန်ဖြစ်သွားတဲ့အတွက်ဆက်ရှိဖြစ်ပါတယ်ရှင်းပေးရမယ်ပေါ့နော်ခုနှစ်နာချိန်ပေါင်းရှင်းဆက်လေးဖြစ်ပါတယ်အတီအပေါ်မှာ6ကိုယူတဲ့အတွက်ကြောင့်မို့ဒီ6နဲ့ပေါင်းထားတာဒီ၄နဲ့၅နဲ့ထပ်ပေါင်းတာကိုဒီနာချိန်လေးဆိုတော့ဒီ၄နာချိန်ပေါင်းရှင်းခုနှစ်နာချိန်ပေါင်းရှင်းဆက်လေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီရှင်းနဲ့၄ပေါင်းရှင်းက7ရောက်မယ်ပေါ့နော်7ကို8နဲ့ပေါင်းရင်20ဖြစ်ပါတယ် 9နဲ့4ပေါင်းရှင်73ပါနော်။ပေါင်းရှင်30နဲ့3ကိုသုံးမိပြီးတော့3ကိုနင်းနဲ့ပေါင်းရှင်5ဖြစ်ပါတယ်။5ကိုနင်းနဲ့ထပ်ပေါင်းတာခွန်ခွန်ကိုကြမှာတင်းနဲ့ပေါင်းတော့8 3988ဒိစီတဲ့ကချပြသွားတာ3ဒိစီ388ဖြစ်ပါလေခင်ဗျာဒီမှာပါနော်3ဒိစီ388ဖြစ်ပါတယ်3988မှာ3ဒိစီ388ပါနော် ။အဲဆိုရင်ကျွန်တော်ကိုးချိန်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။အပေါ်ကယူတယ်မျိုးပဲ။ဒီမှာ3ချိန်2တို့3ချိန်3ချိန်3ချိန်2တို့3ချိန်ပေါ့နော်။ဒီအပိမာနာချိန်၊ယင်ဒီမှာ3ချိန်၊အလေမှာ3ချိန်၊အဲ့နှစ်ချိန်၊နှစ်ချိန်ပေါ့နော်။နေ3လီ6ဖြစ်ပါတယ်။ဒီနဲ့3ပေါင်းရှင်းက4ဆိုတဲ့အတွက်6ရက်၊4ရက်ထပ်ပေါင်းတော့30ဖြစ်ပါတယ်။ရှင်းနေကြိမ်ပေါင်း16ရှင်းနေတဲ့နက်က9တိတိနေကြိမ်က 6နှစ်ကြာကလည်းဆက်နေပေါ့နော်နေပေးရပါဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီအနောက်ဆုံးကနိနဲ့ဒီ6နဲ့ဒီနိနဲ့နေပေါင်း၄တော့30ပေါ့နော်။၃ညနဲ့9နဲ့ပေါင်းရှင်900ရတဲ့အတွက်ကိုနိနဲ့ပေါင်းရှင်က7တဲ့တိတ်ကိုနိနဲ့ထပ်ပေါင်းတာ3 3ကိုကြာမှာ3နဲ့ပေါင်းတော့4 okay တနည်းအရဆက်ပြီးတော့ပေးသွားခင်မယ်ဆိုရင်တော့9တိ3ဒိဋ္ဌိဖြစ်မယ်ပါနော်အဲ့မှာ2ဒိဋ္ဌိနဲ့ခေါ်3ဒိဋ္ဌိ3ချစ်ရှင်း ကိုတီတုံးလေးထိပ်စီသေးကချာပြီးအောင်လားစွာလေးအောင်ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်ကိုတီတုံးလေးဆိုပြီးရာနေတာဖြစ်ပါတယ်ကိုချိန်အတွက်ပေါ့နော်ဒါဆိုရင်နောက်ထပ်အနေနဲ့20နံပါတ်2ကိုလည်းထပ်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်20နံပါတ်2ကိုဒီရှစ်ချောင်းကွန်63များ6ကနေကျွန်တော်မပြတော့ဘူးပေါ့နော်ခုနလိုပြပဲ20နံပါတ်2ကိုဒီ6 68ခွန်တပင်ကနေနင်းနေခွန်ရတဲ့တွင်ကိုရှင်းပြပေးသားမှာဖြစ်ပါတယ်။ထိစီ20နံပါတ် နေ့ဖြစ်ပါတယ်ခင်ဗျာ20အတည်ဖြစ်ပါတယ်ဗောနော်โอเคတူတူလေ့လာကြည့်အောင်လားခင်ဗျာဒီ6နဲ့6ရှစ်ခွန်တပင်ကနေနေနေခွန်တပင်ကိုချင်းပြမယ်ပေါ့နော်6နှစ်ချိန်7နှစ်နေနေရှင်းနေပေါင်းရှင်း30 6ကတစ်ချိန်6နှစ်ချိန်က7နှစ်နေနေဒီ9နဲ့ပေါင်းရှင်းခွန်ပေါ့နော်3ညနဲ့6နှစ်တစ်ချိန်စီရှင်းပြမှာဖြစ်ပါတယ်3ညနဲ့6နှစ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ဒီ6နာချိန်ကဆက်နေရတယ်နှစ်ကိုခွန်နဲ့ပေါင်းရှင်း900ရမယ်ပေါ့နော်2ကိုကြာတော့9ကို3နဲ့ပေါင်းမှာဖြစ်ပါတယ်931နှစ်ကို3ပေါင်းရှင်းက95ဒီတူရှင်း6 9 5 6တိစီတဲ့က2တိစီ2နှစ်ခွန်ဆိုပြီးတော့2တိစီ6ပြီးသွားတယ်ပေါ့နော်9956မှာ2ဖြစ်စီ2နှစ်ခုဖြစ်ပါတယ်ဒီမှာရေးပြထားတယ်ပါနော် ထပ်ပြီးတော့6 9နှစ်3ထိစီရတာကိုရှင်းပြပြတော့မှာဖြစ်ပါတယ်။ဒီနေ့နဲ့နှစ်ပေါင်းလေးရှောင်းနေပေါင်းရင်30ဒီ9ကတစ်ကြိမ်လေးနှစ်ကြိမ်ပေါင်းရှင်းရှင်းဖြစ်ပါတယ်။3နဲ့ပေါင်းတာ7တိလေးနဲ့6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။လေးရှောင်းပေါင်းရှင်းက30 9နဲ့တိပေါင်းရှင်း6ဆိုတဲ့အတွက်6ကိုလေအပေါ်လိုမျိုးပဲပေါ့နော်3နဲ့ပေါင်းရှင်းပါကို9 3ပေါင်းတာ7 နေကိုတီတူရှင်6 sorry နေကိုတီတူရှင်3ပါနော်အပေါ်ကကြည့်မိသွားတယ်ဆိုတော့6ကိုနေ3မှာ3ထိစီ3ချင်းဆိုပြီးချပြီးသွားတယ်ပေါ့နော်6ကိုနေ3မှာ3ထိစီ3ချင်းဆိုပြီးပြထားတယ်ဒါဆိုရင်ကျွန်တော်6ချိန်အတွက်တက်ပြီးပေါင်းကြည့်မယ်ပါနော်တူတူလေးလာကြည့်မယ်ဘဝယူတူလိုမျိုးပဲဒီ ော်383တင်းနဲ့ပေါင်းနှစ်ပေါ့နော်ဒီမှာတစ်ကြိမ်သူ့ကိုထိရှိနေတဲ့နေမှာတစ်ကြိမ်စီဒီမှာတစ်ကြိမ်ရှင်းနှလုံးမှာတစ်ကြိမ်စီပေါ့နော်တစ်ကြိမ်ပြီးရင်6နဲ့ပေါင်းထားတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီမှာ6ရမယ်ပေါ့နော်ရှင်းနှစ်ကြိမ်16 6နဲ့ပေါင်းတာ7နှစ်ဒီ6နဲ့ဒီ6နဲ့ပေါင်းတာလည်း7နှစ်ဖြစ်ပါတယ်ဒါဆိုရင်ဒီမှာနှစ်နဲ့နှစ်ပေါင်းချင်းလေး6နဲ့ပေါင်းရင်30နှစ်တလုံးကျန်တဲ့အတွက်ကြောင့်မို့ နေ့ကိုလည်းဒါဘဝလူမျိုးပဲပေါ့နော်သုံးနယ်ပေါင်းရှင်းကပါငါးကိုသုံးပေါင်းရှင်းကရှစ်ရှစ်ကိုတည်တူတော့ကိုဆိုပြီးတော့ဒီနေ့အရာနေ့ငါးရှစ်ကိုထိစီရနေတာဖြစ်ပါတယ်ခင်ဗျာโอเคပါနော်ဒီနေ့ထိစီမှာနေ့နဲ့ခွန်သုံးထိစီမှာသုံးရှစ်ရှစ်နေ့ငါးရှစ်ကိုဆိုပြီးတော့ဒီနေ့အရာဒီနေ့နှစ်ပတ်နေ့ကနေ့ငါးရှစ်ကိုရနေတာဖြစ်ပါတယ်โอเคအဲ့ဒီမှာတော့ 20နှစ်ခုစလုံးသာရှားပေးသွားခင်မယ်ဆိုရင်တော့တူနေတာက5တလုံးဖြစ်ပါတယ်။တေကဲမပါဘူးပေါ့နော်3လည်းမပါဘူး4မပါဘူးဆိုတော့ဒီ9ချိန်မှာ5ထိပ်စီးဆိုပြီးရမှာဖြစ်ပါတယ်ပေါ့နော်။ဒါဒီ20ရဲ့အရာပေါ့နော်5ထိပ်စီးပေါ့နော်ဆက်ပေးသွားနိုင်တယ်လို့ပေါ့လဲပေါ့တဲ့အတွက်ကြောင့်မို့ကြီးရှုတဲ့အခါမှာမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုပဲအတည်ပြုပါပေါ့နော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။